စဉ်းစားကြည့်လို့တော့မရနိုင်တဲ့ဒူဘိုင်းဆိုဘွားရဲ့ချမ်းသာကြွယ်ဝမှုမင်္ဂလာပါ Recon TV ကနေပြန်နေကြိုးဆိုပါတယ်ဒူဘိုင်းရဲ့ကြွယ်ဝချမ်းသာမှုတွေနောက်မှာရှိနေတာကတော့ဒူဘိုင်းဆိုဘွားမိသားစုဖြစ်တဲ့ Elmark တို့မိသားစုဆိုတာကိုတော့အလုံးတိကျပြီးသားဖြစ်မှာပါလက်ရှိဆိုဘွားကတော့ Mohammed bin Rashid Al Maktoum ဖြစ်ပါတယ်ဒီနှုန်းကတော့ကန္တာရထဲကနေရာလေးဖြစ်ပေမဲ့ဤနန်ရှောက်တွေ့ပြီးနောက်မှာတုံတူချမ်းသာလာခဲ့ပါတယ် နောက်ထပ်ကြွယ်ဝချမ်းသာမှုတွေလည်းတိုးပွားလာအောင်ဥဆောင်မှုတွေကလည်းကြိုးစားနေခဲ့တာကြောင့်ဒူဘိုင်ဆိုတာအခုကမ္ဘာမှာမတည်တူရှိပါဘူး။နောက်ယူအပိုင်းဖြစ်စရာနေရာတွေကြောင်းကမ္ဘာပေါ်တတိယတွေနဲ့နာမည်ကျော်တွေကိုဆွေးဆောင်နေတဲ့နေရာပါဖြစ်လာနေတာပါ။ဒူဘိုင်ဆိုဘာမီတာဆိုဘလောက်ချမ်းသာတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒူဘိုင်အင်ရှင်မင်တာကစင်ဘာကူနိုင်ငံဆီကနေစင်ပီ၆កောင်နဲ့စင်မောင်းတကောင်ကိုအပျော်ဝယ်ခဲ့တာနဲ့တင်ပြတာနိုင်ပါတယ်။မန်ဂိုစီးကွက်ပေါက်စီအရာအဲ့ဒီစင်တွေအတွက်ဒေါ်လာ၁၂တန်လောက်ပေးရလိမ့်မယ်လို့ဆိုပါတယ်။ ျွန်တော်တို့တွင်ဒေါ်လာ12တန်းဆိုတာကတော့တသက်ရှာလို့ရချင်မှတော့ရမှာဖြစ်ပေမဲ့မင်းသားကတော့အပျော်ရှင်ဝယ်ပြလိုက်ပါလေ။ဒီအင်ရှင်မင်းသားကဘရာဟီတာတွေလူမှုရေးလုပ်ငန်းတွေမှာလည်းငွေအများကြီးလူပြီးကိုယ်တိုင်လည်းဝင်လုပ်တတ်ပါတယ်။အတုံးနဲ့အဖြိုးကိုခွဲခြားမှုတည်တတ်တာမဟုတ်ပါဘူး။ခွဲခြားဖို့ကမလိုလားလို့ဆိုရမှာပါ။သူတို့မိသားစုကတော့ဇာဘီယိုဖဲလစ်ဒူဘိုင်းမှာနေထိုင်ကြပါတယ်။အဲ့ဒီနန်းတော်ကြီးကမိုးကြီးတစ်ခုတည်းတင်ကားကိုထဲဝါလွန်းလာပါတယ်။ ဒီနန်းတော်ကြီးအတွက်သူတို့ကုန်ထားတာကသူတို့တန်း900ဆိုတော့အခမ်းအနားပဲနေနိုင်ပါမလားပေါ့သူတို့တန်း900တန်းအဆောက်အဦတစ်ခုဆိုတာရှားမှရှားပါပဲအတွင်းပိုင်းပြင်စင်အဆောက်အအောင်တွေကလည်းအကောင်းတကအကောင်းဆုံးကြီးကြီးပါပဲအားလုံးရွှေနေမှာရောဗီဒီယိုတွေထဲမှာရောအချိန်ချိန်မြင်ပူကြမယ်ဘူလ်ခါလီဖာအဆောက်အအုံကြီးကသူတို့ပိုင်ဆိုင်ထားတာပါ169ထပ်တောင်ပါပြီး ကဘာပေါ်မှာအမြင့်ဆုံးဆိုတဲ့အဲ့ဒီအဆောက်အုံကြီးကလက်ရဒီဇိုင်းအရာကလည်းခံထားပြီးအကုန်ကြခံဆက်လုပ်ထားတာဖြစ်ပါတယ်။ကုန်ကြစီကတော့ဒေါ်လာ3.5ဘီလီယံအောင်ရှိခဲ့တာပါ။ဒေါ်လာ1ဘီလီယံခွဲ3ပြီးဆောက်ရလောက်အောင်အတွင်းအပြင်တကယ်အကောင်းဆုံးနေပဲဖြစ်အောင်ဆောက်ထားတာဖြစ်တဲ့အတွက်ကဘာခစ်တအံပွေတွေထဲကတခုဖြစ်လာပါတယ်။တန်လျက်ပုံစံလုပ်ထားတဲ့လူလုံးကျွန်းပမ်ဂျူမရက်ကိုလည်းသူတို့ပဲပိုင်ဆိုင်တာပါ။ အရှင်လေးမိုင်ကျော်ဧရိယာ9မိုင်နီးပါးရှိတဲ့ဒီကျွန်းကြီးတစ်ခုလုံးကိုပင်လယ်ထဲမှာလူအင်အားနဲ့နှီးပညာသုံးပြီးရအောင်လုပ်နိုင်ဖို့ဆိုတာကတော့ဇိုဘမီတာစုလိုငွေရှိမှပဲရပါလိမ့်မယ်။အဲ့ဒီပုံမှာဟိုတယ်ရီ shopping mall တွေစားတောက်ဆိုင်တွေစတဲ့ဖြစ်အများကြီးပါပဲ။ငွေကိုယုံဒီမကပဲငွေပါပြန်အလုံးအရင်းနဲ့ဝင်စေမယ်နေရာတစ်ခုလို့ပြောလို့ရပါတယ်။အဲ့ဒီပြင်သူတို့မီတာစုကတော့နာမည်ကျော်ဒူဘိုင်မောကြီးကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ တကယ်တမ်းပြောရမယ်ဆိုရင်ကတော့ဒူဘိုင်းတစ်ခုလုံးကိုသူတို့ပိုင်တာဖြစ်တဲ့အတွက်ဒူဘိုင်းမှာရှိသည်များကောင်းပေးဆိုတာတွေအားလုံးသူတို့နဲ့မကင်းပါဘူးသူတို့ကငွေထုတ်ပြီးဆောက်လုပ်လေးပဲခိုင်းတာတွေကြီးဖြစ်ပါတယ်အခုဒူဘိုင်းမောကြီးကလည်းအားလုံးကိုဆွဲဆောင်နိုင်တဲ့နေရာကြီးတစ်ခုလို့ဆိုလို့ရပါတယ်အပန်းဖြစ်ရိတ်တာတွေပျော်စီတင်ပိုးတွေရက်လီတွေနဲ့ကောင်းပေးဆိုတဲ့နာမည်ကျော်ကားတွေကိုပိုင်လေရင်တွေဈေးကြီးပိဆိုတဲ့လက်ဝတ်ယတနာတွေကြိုက်တာပြောပါဒူဘိုင်းမီတာစုကအကုန်လုံးကိုပိုင်ဆိုင်ပါတယ်တမန်ချမ်းသာတဲ့သူတွေဒီနေ့ပစ္စည်းအတိတ်တစ်မျိုးထွက်ရင်နှက်ဖြံဝင်နိုင်တယ် အရန်ချမ်းသာတဲ့သူတွေကဒီနေ့အတစ်ထွက်ရင်ဒီနေ့ဝင်နိုင်တယ်။ဒူဘိုင်ဆိုပွားတွေကတော့ဒီနေ့ထွက်မှာကိုမနေ့ကလေးကနေဝင်နိုင်တယ်လို့ဆိုကြပါတယ်။အဲ့ဒါလောက်ကိုချမ်းသာတာပါ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဗီဒီယိုလေးကိုကြိုင်းတင်တင်ဆိုလို့ရှင်ကတော့ subscribe နဲ့ like and share ဖို့မျှတရက်ခံပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့တာပါ။